တခါကအတွင်းစိတ်မကောင်းတဲ့အတွေးတွေရှိတဲ့တင်ငန်းဝတ်ထားတဲ့ဘုံကြီးတစ်ပါးရှိတဲ့လေ။သူဟာအတွင်းစိတ်မကောင်းတာကြောင့်အမြဲလိုလိုစိုးရိမ်ပူပန်မှုနဲ့စိတ်ပီစီမှုတွေခံစားရတယ်။ဗုဒ္ဓဘာသာရဲ့စိမျက်စိကအာလောကိုလိုက်နာနေပေမဲ့လေဂျာရီဟာအပြစ်မှန်တသက်ပဲဖြစ်ပါတယ်ဆိုတာကိုလေသူကိုယ်တိုင်နားလည်သဘောပေါက်ထားတဲ့လေ။ဒါကြောင့်ဗုဒ္ဓဘာသာရဲ့စိမျက်တွေကိုစိတ်နှလုံးထဲကလိုက်နာမယ်ဆိုရင်မကောင်းတဲ့အတွေးတွေဝင်ရောက်လာမှာမဟုတ်တော့ဘူး။ အခုမလိုက်နာသေးသေးကတော့မကောင်းတဲ့အတွေ့တွေများလာပြီးဗုဒ္ဓဘာသာရဲ့အပြစ်မှန်စီးမြင်တွေကနေလည်းတဖြည်းဖြည်းနဲ့ဝေးနေပါတယ်ဖုန်းတော်ကြီးရဲ့စိုးရိမ်ပူပန်မှုတွေကပုံပုံများပြလာပြီးတော့သူကဂေါတမဗုဒ္ဓဆီကိုတွားရောက်ကသူ့ရဲ့ပြဒနာကိုဖြေရှင်းပေးဖို့အတွက်တောင်းဆိုဖို့ဆုံးဖြတ်လိုက်ပါတယ်ဘုန်းကြီးကဂေါတမဗုဒ္ဓထံကိုသွားပြီးအခက်ခဲတွေကိုတင်ရှာလိုက်ပါတယ်အရှင်ဖေဟာတပည့်တော်မှာအခက်ခဲပြဒနာများကြုံတွေ့နေရပါတယ်ကြုံနေရတဲ့အခက်ခဲတွေကိုလည်းတင်ရှာအောင်မှာနည်းနည်းရှင်းမိပါတယ်ဖေဟာလို့ပြောပါတယ်ကြည့်တော့ဗုဒ္ဓက ဘာလို့ရှက်နေရလဲအခက်ခဲလို့သာပြောပါတပည့်တော်ရဲ့စိတ်တွေကမကောင်းတဲ့အတွေ့အကြုံတွေများပြားနေပါတယ်တဖြည်းဖြည်းလေးပို့တိုးလာပါတယ်ဖေဟာအရင်ကအဲ့အတွေ့အကြုံတွေဟာစိတ်ထရနေပဲခံစားရနေရဖြစ်ပြီးတော့အခုနောက်ပိုင်းမှာကိုယ်အမူအရာနဲ့ပါပေါ်လင်လာစေပါတယ်နောက်ပြီးတပည့်တော်ကဗုဒ္ဓဘာသာရဲ့စီမင်းတွေကိုမှန်ကန်စွာလိုက်နာနေခြင်းမရှိပါဘူးဒါကြောင့်ရှက်မိပါတယ်ဖေဟာတပည့်တော်ဟာဗုဒ္ဓဘာသာဘုန်းတော်ကြီးဖြစ်ပါလျက်နဲ့တပည့်တော်ရဲ့စိတ်အတွင်းထဲကနေပြီးအနောက်သဘောဆောင်တဲ့မတွေ့အပ်တဲ့အတွေ့အကြုံတွေများလာပါတယ် လူသားရဲရမွေးကလေးကအနှုတ်သဘောဆောင်တတ်တယ်။ကြင့်ကြံအားထုတ်မှုအသိပညာနဲ့သာတဖြည်းဖြည်းအပေါင်းသဘောဆောင်လာကြတာဖြစ်တယ်။တပည့်တော်ဟာဗုဒ္ဓဘာသာရဲ့အသိပညာတွေကိုသင်ယူခဲ့ပြီးဖြစ်ပါတယ်။အဲ့လိုမျိုးသင်ယူပြီးပေမဲ့လည်းအနှုတ်သဘောဆောင်တဲ့အတွေ့အကြုံကမပြောက်ွယ်သေးပါဘူး။ဂျေဇုပြုပြီးတပည့်တော်ကိုဘယ်လိုမျိုးဖြည့်ရှင်ရမလဲဆိုတာကိုညွှန်ပြပေးပါဗျာ။ငါမင်းကိုပုံမြင်တဲ့ပုံနဲ့ရှင်းပြမယ်။ တခါလူတယောက်ကတိတ်ဆိတ်နေတဲ့တောနံမဲကြီးကိုဖြတ်သွားတဲ့အခါမှာအတွင်းစိတ်ကကြောက်ရွံ့မှုတွေဖြစ်လာပြီးလမ်းတနေရာရောက်တော့မွေတကောင်မြင်လိုက်ရပြီးကြောက်လန့်တကြားနဲ့ပြေးလိုက်တာခြေနှလန်းသုံးလန်းသာပြေးနိုင်ခဲ့ပြီးတော့ကြောက်တုံတုံနဲ့တိုက်မိပြီးတော့မှောက်ရလဲကျသွားတယ်လဲကျသွားတဲ့တန်းကြောင့်ပြင်းထန်စွာထန်ရရခဲ့လို့မတ်တပ်ထားရဖို့အတွက်တတိမရှိတော့ဘူးလေဒါနဲ့သူ့ကိုယ်သူတည်တော့မယ်လို့ကြွေးပြီးတော့စိုးရိမ်စိတ်ကြီးပြီးငိုနေကြောက်စိတ်ကြောင့်ငိုရင်းနဲ့ဟိုးဒီဒီကြည့်လိုက်တော့ သူကနာတွေ့လိုက်တဲ့အရာမွေမဟုတ်ပဲနဲ့ငွေပုံတံတန်ဖြစ်နေတဲ့တက်သားတစ်ချောင်းဆိုတာသိလိုက်ရတယ်။ဒီရောက်မှစိတ်သက်သာရရပြီးအားပြုတ်မတက်ထားရလိုက်ပြီးသူ့ကိုယ်သူမတက်ရလမ်းလျှောက်နိုင်သွားတယ်။လမ်းလျှောက်ရင်းနဲ့သူ့ကိုယ်သူကလည်းငါတော်တော်ညံ့တာပဲလို့မှတ်ချက်ပေးနေ။ဒီလိုပဲမင်းအတွင်းစိတ်မှလည်းဆုံးရှုံးမှကိုကြောက်ပြီးတော့ကြောက်ရွံ့တဲ့စိတ်ကိုဖယ်ရှားလို့စိတ်ရှိရမို့လား။အဲ့ဒီကြောက်ရွံ့စိတ်ကပဲစိုးရိမ်ပူပန်မှုနဲ့စိတ်ဖိစီးမှုတွေဖြစ်ပေါ်လာပြီးတော့အဲ့ဒီအရာတွေကပဲမကောင်းတဲ့အတွေ့တွေတွေးနေမိရလေ။ မှန်လားပါရှင်ဖေဟာတပည့်တော်ဟာပုံမြင်နေရသူနဲ့တူနေပါတယ်။ကြောက်ရွံ့စိတ်ကိုဘယ်လိုဖယ်ရှားရမလဲတင်ပြပေးတော်မူပါအရှင်ဖေဟာ။အေးကြောက်စိတ်ကိုဖယ်ရှားခြင်းနဲ့ဆိုရင်ငါပြောတာကိုသေချာနားထောင်သွား။အပြူသဘောဆောင်တဲ့အတွေ့အကြုံအမြင်တွေအဲ့အကြောင်းကိုတစ်ခုပြီးတစ်ခုဗုဒ္ဓဟောကြားခဲ့ပါတယ်။အမြဲတမ်းစွမ်းနေတဲ့ဘဝကိုနေထိုင်မှုအတွက်ကြိုးစားပါ။ဘဝမှာဖြစ်ပျက်သည်များအရာတိုင်းကိုတတိထားပြီးအတွင်းစိတ်ကဘလို့တွက်ပြန်တယ်လဲခယူစိတ်ပါတဖြည်းဖြည်းနဲ့တင့်အတွင်းစိတ်ခံစားမှုပြောင်းလဲလာပါလိမ့်မယ် သူတပောက်ခွန့်လွတ်တအောင်တင်ယူပါတအူးတယောက်ကတင်ကိုထိခိုက်စီပါကသူတို့ကိုခွန့်လွတ်တအောင်လေ့ကျင်းပါဒီလိုမျိုးပြုလုပ်ခြင်းနဲ့တင့်အတွေ့ရဲ့စိတ်ထဲကစိုးရိမ်ပူပန်မှုတွေနဲ့စိတ်ဖိစီးမှုတွေရောကြလာပါလိမ့်မယ်။သူတပားခွင့်လွတ်တလို့တင့်ကိုတင်ခွင့်လွတ်တအောင်တင်ယူပါ။ဒီလိုမျိုးပြုလုပ်ခြင်းနဲ့တင့်အတွင်ကိုကိုကိုလှံပြမှုတွေရောကြလာပါလိမ့်မယ်။အပြတ်သဘောဆောင်တဲ့အတွင်စိတ်ရဲ့အရှင်းမြတ်ကိုရှာဖွေပါ။ဒီကဘာမှာအကြောင်းရင်းမရှိဘဲနဲ့ဖြစ်ပျက်လာတဲ့အရာတွေမရှိပါဘူး။ သင်အတွင်မှာအပြတ်သဘောဆောင်တဲ့အတွေ့တွေဖြစ်ပေါ်လာတဲ့အကြောင်းရင်းကိုရှောက်ဖွေပါအမြင့်ကိုလိုက်ရှာပါဒီလိုမှသာသင်ဟာဘာကြောင့်အပြတ်သဘောဆောင်နေရတယ်ဆိုတာသိရှိနိုင်ပါလိမ့်မယ်အဲ့လိုမျိုးသိရှိလာရင်တော့သဘောပေါက်ပါလိမ့်မယ်ဘဝအတွက်အမြဲတမ်းကျေးဇူးတင်ပါသင်ဘဝမှာအပြုသဘောဆောင်တဲ့အရာတွေကိုတတိထားမိအောင်ကြိုးစားပါသင်ကဗုဒ္ဓဘာသာရဲ့အတိညာကိုသိရှိခွင့်ရခဲ့ဒီမှာမြင်များကံကောင်းနေစရာကိုစဉ်းစားပါ ဗုဒ္ဓရဲ့မိသားစုတွေကိုနာယူပြီးတဲ့နောက်အဲ့ဒီရဟန်းကဖះရှင်ကိုလက်အုပ်ချီကဥတုံးကြီးချကြော့ပြီးတော့အရှင်ဖះတပည့်တော်ကဤအသိဉာဏ်တရားများကြောင့်တပည့်တော်ရဲ့မကောင်းတဲ့အတွေ့အများတဖြည်းဖြည်းပြောက်ွယ်လာပါတယ်။အပြတ်သဘောမဆောင်တဲ့အတွေ့တွေကတပည့်တော်ရဲ့အတွင်းစိတ်ထဲမှာရှိနေတကယ်တို့အပြတ်သဘောဆောင်တဲ့အတွေ့တွေကလည်းတပည့်တော်ရဲ့အတွင်းစိတ်ထဲမှာရရှိစားပြုနေပါပြီ။အပြတ်သဘောဆောင်တဲ့အတွေ့တွေကအားထုတ်မှုမလိုဘဲနဲ့ရရှိနိုင်ပေမဲ့အပြတ်သဘောဆောင်တဲ့အတွေ့တွေကိုတော့ရှာဖွေရလိုအပ်ပါတယ်။ အဲ့ဒီမိသားချက်တွေကတပည့်တော်မှတ်သားခွင့်ရသည်ကအပြတ်သဘောဆောင်တဲ့အတွေ့အများကြောင့်ကျွန်တို့တို့ကအမြဲတမ်းစိတ်ဖိစီးနေရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တို့တို့ကမိမိတို့ရဲ့အာရုံကိုပြောင်းလဲကဘဝမှာအပြူသဘောဆောင်ကအတွေ့တွေကိုအလေးထားဖို့အတွက်လိုအပ်ပါတယ်။သိငယ်တဲ့အပြူသဘောဆောင်တဲ့အရာတွေကိုခံစားပြီးမိမိကိုယ်ကိုပျော်ရွှင်အောင် နေထိုင်နိုင်ပါတယ်။